ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘာသာစာမှဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်ကြရေးတွက်ကြပြီးဗမ်လိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါဒီနေ့2025နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းဖြစ်ပါတယ်ဒီနေ့ညနေပိုင်းမှာတော့အကျန်းဖက်စစ်တပ်တွေအောင်ပွဲခံတာကတရက်တောင်မှပြည်နိုင်ဖို့ဆိုတာကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ဒါကတော့ People's Print ဌာနမှာဖော်ပြလာတာဖြစ်ပါတယ်ဗမိုတပ်ပွဲမှာတဲ့ Posting အောင်ပွဲခံတဲ့ကြက်ဖက်အမခံရက်သား Posting ပြီးတဲ့나이ဘတ်အတွက်မှာတပ်ပွဲမှာတေဆုံးနေပါတယ်တော့သတင်းတွေကြားသိရပါတယ် သူကအခုချိန်မှာဆိုရှင်ကချင်ပြည်နယ်ပေါ်မှာတပ်ပွဲတနေရမှာအောင်ပွဲခံနေတဲ့သားဖြစ်သူရဲ့ဓာတ်ပုံကိုလူမှုကွန်ရက်မှာဝန်ကျော်ဖော်ပြတဲ့ပြီးထောင်စုကြက်ခံရင်နဲ့ဖွံ့ဖြိုးရေးပါတီအမခန်တူဖြစ်တဲ့မြို့မန်းဆိုသူရဲ့သားစစ်သားဟာပေါ်တင်ပြီး나ရီပတ်အကြမှာပေါ်မှာတပ်ပွဲမှာပဲဒေဆုံးခဲ့ပါလေလို့သိရပါတယ်။နစလေး나ရီမပြည့်မီမှာပဲတပ်ပွဲမှာဒေသားဒေဆုံးကြောင့်တရင်ကိုပြန်လေရေးသားဖော်ပြခဲ့ရပါတယ်တဲ့။ သူကူတန်ကပြေရှိဖို့ပြစ်လာတာဖြစ်တယ်နဆလင်းနဲ့အိတ်တမောပဲပြေဖို့နော်ဒီအရပြောစရာကကျုပ်ပါတီအမခန်တူဦးဖြစ်ကြောင်းကူတန်ဝန်ခံထားသလိုပါတီမှာအော့ချေဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်လူကြောင်းအတိပေးထားတဲ့လျိုမန်းအမေနဲ့လူမှုကွန်ရက်အတောင်းပြုတ်သူဟာနိုဝင်ဘာ9ရက်မှာမမိုတက်ပွေရုတ်သားစစ်တူတာဖြစ်သူရဲ့ဓာတ်ပုံတွေဖော်ပြခဲ့ပါတယ်တဲ့အဲ့ဒါငါသားကွာ ငါးသားဖနှက်အောက်က GA အရာရှိမိပြီလို့ရေးသားပြီးဒါဖြစ်ဖြစ်သူပြောဆိုတဲ့စကားဖြစ်တယ်ဗမုံမာသားတို့တမရောစစ်အစကောင်စီတက်ရှိနေတဲ့ဗျ GA အယူရေးယူရပဲလေဆိုတာကိုလေလျောမကရေးသားဖော်ပြပါဖော်ပြခဲ့ပါလေလို့ ရေးသားထားပါတယ်ဒါက people's printing ဌာနမှာရေးသားထားတာဖြစ်ပါတယ်ဆိုတော့ဒီဟာကအခုချိန်မှာစစ်တပ်ရဲ့အုပ်ဝိခံမှုကတနာရီတောင်အား24နာရီတောင်မခံဘူးဆိုတာကိုတစ်တေကိုပြသွားတာပါနော်ဒီထက်မှာဆိုလို့ရှိရင်တော့အဲ့လိုရေးသားချက်မှာစစ်ထုတ်ခံဆိုစစ်တပ်ထုတ်ခံသူတွေကဘေးမထီရံမခတ်ပဲအမိမိကိုကာကွယ်နိုင်ပါစေပြူတော်ရေအကူရေကလေးမျက်နာကိုစတေကာလေး အုတ်တင်ပါလားဆိုသူတို့လောင်ချောင်ရဲ့အတွက်နော်သူတို့လောင်ချောင်ရဲ့အတွက်တတော်လေးကိုဇွေးနေကြသူတို့လောင်ချောင်ရဲ့အတွက်အကူကြီးကလေးပေါ်မတင်နဲ့အာပြီးရင်ကေပီတာကေပီတာလေးတပိုလောင်တပိုလောင်ပေါ့နော်တပိုလောင်ကောင်အော်ဆွေးပြစ်ဆိုင်းကြီးတော်ဘောင်ရဲလို့ဝမ်းရောမချက်ရေးရေးသူတွေလေရှိခဲ့ပါလေတဲ့ဒီလိုမျိုးရေးတာတောင်းတက်မကြဘူးဒါပေမဲ့အဲ့ဒီ post တင်ပြီး ဒါကြီးပတ်အကြံနိုဝင်ဘာလ16ရက်နေ့မှာတော့သူသာတက်ပွေးမှာဒေဆောင်သွားကြောင်းတရင်ကိုပြန်လေးရေးသားအပြပေးထားပါတယ်တတော်လေးအောင်ပွေးခါတော့မတနာရ24နှစ်တောင်မခံဘူးနော်ဒီထက်မှာဘယ်သူမှထက်ပြီးတော့တရင်မမီကြပါနဲ့ကျွန်တော်မခံစားနိုင်လို့အထက်မပြောချင်ဘူးလို့လီယူမန်ကရေးသားခဲ့တာပါဆိုပြီးတော့ဒီထက်မှာ People's Vendor ဌာနမှာရေးသားတာတွေ့ရပါတယ် ဒီနေ့ရမှာဆိုလို့ရှိရင်나예တရင်အောက်မှာလေအာဒီစစ်တပ်ဖက်ကစစ်တပ်ထောက်ခံသူတွေကဟာမနေ့ကမှပုံလေးကြည့်ရင်အာပီတိဖြစ်နေတာမနေ့ကတော့ပြောလို့မဆုံးသေးဘူးဟာမနေ့ကကိုအာမီနေသေးတာဟာမနေ့ကမှရန်သူအလုံးသေးမှာအသေးမှာပေါ့နော်ဘေးမှာပေါင်းတင်တဲ့ပေါင်းတင်ခဲ့သေးတာလေ ဘယ်လိုဖြစ်ရတာတော့ဗျာစတဲ့မတ်ချက်ရေးသားမှုတွေလည်းတွေးရပါလဲဆိုပြီးတော့သူတို့ကော်ဖီမှာမတ်ချက်တွေပေးနေကြတာဗောနော်ဒါပြင်းနစလစ်နိုင်ကြီးမကြော်စေရဘူးပြည်သူမေတ္တာဆိုးစေရပဲတေးပြီလေမအားလိုက်ရေစွတောင်းပြစ်ချက်အာကဲသွားပြီတဲ့ကဲသွားပြီဗောနော်သူတို့တွေမအားလိုက်တွေကဲသွားပြီအခုတော့တေသွားပြီစွတောင်းပြစ်တယ်နော်မနဲ့ကူမနဲ့မကူဗောနော်မနဲ့နဲ့မကူဘူး မဲမတကူကိုစတဲ့မချက်ရေးသားမှုတွေကိုလည်းတွေးနေရပါတယ်တဲ့။ဒီကတော့ကျွန်တော်ဘက်ကဒေါ်လာရေးဘက်ကနဲ့လူနဲ့တူပါတယ်ဒီလိုမျိုးကိုအာတော်တော်လေးကအောင်ပွေးခံနေတယ်ပေါ့နော်ဆိုလို့ပြောချင်တာကထင်ရပြီးတော့အောင်ပွေးသွားခံတာသွားခံတာတက်မပြေတက်မကြဘူးအာတန်းပြီးတော့အဲ့မှာလစ်နေပြီပေါ့နော်ဆိုတော့တရားကစတဲ့နဲ့အာမင်ကြီးအောင်ပွေးခံမှုက24နှစ်ကြီးမခံဘူးဆိုတာပြောပြချင်တာဖြစ်ပါတယ်ဒါအပြင်ကချင်ပြည်နယ်ကတရင်တွေပဲစစ်ပြီးတော့တင်ဆက်ပေးချင်ပါတယ်အခုကချင်ပြည်နယ် ဖန်ကတပွေစစ်သားစေဦးကျော်ပေပြီးတော့နတ်စေကျော်ကတည်းရပါတယ်တဲ့ကွန်ဖက်အပါဝန်လက်နေခီးရန်လူအာတီအေကီပီဒီအက်ဖ်ကသိမ်းယူထားပါတယ်တော့တရင်ကောင်းတွေကြားသိရပါတယ်ဝနေ့ကပဲကျွန်တော်တင်ဆက်ပေးခဲ့ပါတယ်ဖန်ကန်မိုးစီစာလမ်းဆောင်ပါတပွေဖြစ်ခဲ့ပါတယ်နော် အဲ့တပုမှာအလောင်းတွေအကောင်ပြူအောင်ထဲဆွေးနေသွားတယ်လို့သိရပါတယ်။အဲ့ဒီတပုကရနေတဲ့အာဒံယာရနေတဲ့သူတွေဒေဆုံးနေတဲ့အလောင်းတွေကိုပါပြူအားထိတ်ကိုဆွေးတည်သွားတယ်တဲ့။တတော်လေးကိုရွတ်ပြက်စည်းပြက်ကိုဖြစ်နေသွားတာလို့သိရပါတယ်။ခိုင်းကန်ကိုအာပုံမဲပုံမဲနဲ့ပုံမဲနဲ့ပေါ့နော်။ဆိုပုံမဲနဲ့ဒါဒါကြောင့်မလို့လေချောင်းအန်ဒရီတိထားကြပါဆိုပြီးတော့ပြောလာဖြစ်ပါတယ်။အခုဖန်ကန်မှာဆိုလို့ရှိရင်တစ်မကြဘူးကျွန်တော်တရင်တွေကြားရတာကဖန်ကန်မှာဖန်ကန်မြို့ပေါ့နော်။ ဖန်ကံမှာဆိုရှင်စစ်ကောင်စီကမေးနေလို့လေရင်နဲ့ဘောင်းကြီးတာဖန်ကံမှာကတိုက်ပွဲဖြစ်တာမဟုတ်ဘူးเนาะဒီမိုဇာလန်မှာပေါ့เนาะမိုဇာမိုဇာဘက်မှာလည်းမိုဇာလန်ဆောင်မှာတိုက်ပွဲဖြစ်တာဖန်ကံမှာကိုအရှောင်းမီပြီးတော့ဖန်ကံမျိုးကိုဆောင်းမီပြီးတော့ဘောင်းကြီးတာဘောင်းကြီးတော့ကိုပီတူသူရဲ့မိခင်အမိသားစုထေကမိခင်ကတော့တည်ဆုံးသွားတဲ့တော့ကလေးကတည်းကရတယ်တတိုလေးကိုမင်းမကောင်းတတိုလေးကိုစစ် အာစစ်တိခတ်စရာဖြစ်တယ်ဗောနော်တတိုးလေးကိုဝန်းလေးစရာဖြစ်တယ်ဒီဟာကစစ်တပ်တွေရဲ့မိမကိုပြည်သူတွေကကြိုသိတယ်ဒီထဲမှာတော့ရေးသိတယ်ဆိုတော့ဒီဟာကဒီ post မတက်ခင်ပါဘောနော်အာတက်ပြီးမှအဲ့ဒီဖက်ကမှလေရင်ပေါင်းကြီးတယ်ဆိုတဲ့တရင်ကတက်လာတာဖြစ်ပါတယ်ဒီဟာကမတက်ခင်ပါတော့အဲ့ဒီတက်ပြီးပေါင်းကြီးခင်ပါတော့မှဖက်ကကိုပူမေးနံတယ်ဆိုပြီးတော့လေစပြီးတော့ရေးသားထားတာဒါတော့တတ်မကြဘူးဘောနော်အဲ့ဒီထဲမှာစစ်ကောင်စီကပေါင်းကြီးလိုက်လို့ပြည်သူတွေဘောနော် ဒေဆောင်မှုတွေရှိတယ်။အသူရဲ့မိခင်ကတော့ဒေဆောင်သွားတယ်၊ကလေးကတော့တန်ရရှိသွားတယ်။တော်တော်လေးတော့အာစစ်နာဆရာ၊ရင်နာဆရာလေးကောင်းတယ်။ဝမ်းနည်းဆရာလေးကောင်းတယ်ပေါ့နော်။အပီသူတွေရဲ့ဒေဆောင်မှုတွေပတ်သက်ပြီးတော့အကျန်းဖက်စစ်တပ်ရဲ့ရွတ်မှာမှုကြောင့်ပြီးသူတွေတော့ဒေဆောင်မှုတွေကိုပြပြီးတင်ဆက်ပြတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေနာပြီးဆိုလို့ရှိရင်တော့ပြီးသူတွေကိုပြီးသူနှိမ့်ဆက်ရမှာပြီးသူတွေတက်ဖြတ်ရမှာလေးဆိုတာကိုကြိုးပြီးတော့တွေးနေကြတာဆိုတာကိုတော့ကျွန်တော်ပြပြီးတော့အာအတိပေးချင်တာဖြစ်ပါတယ်ပေါ့နော်။ဒါကတော့အာဖန်ကန်ဖက်မှာတပ်ပွဲဖြစ်တာနဲ့စစ်ကောင်စီရဲ့ ယူမှမှုကြောင့်ဖြစ်သွားတဲ့ဟာပေါ့နော်ပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီတော့မှဆိုလို့ရှိရင်တော့စကန်တိုင်းကတရင်တွေကိုဆက်ပြီးတော့ဆက်ကြည့်အောင်ပါစကန်တိုင်းမှာဆိုလို့ရှိရင်အခုချိန်မှာပြည်သူတွေလူငယ်တွေကိုနော် sorry sorry အကျန်းဖက်စစ်တပ်ကအာ ဗိုတာတော့ရှောက်ကိုရွှန်းဆွေးနေတယ်လို့သိရပါတယ်အခုမော်ရွာမှာဗိုတာဆွေးမှုပူဆိုးလာပြီးတော့တရေထဲနယ်လူငယ်30ကျော်ဖမ်းဆီးခံရပါတယ်တဲ့မော်ရွာမှာပေါ့နော်အခုစကတ်တဲမော်ရွာမြို့ပေါ်မှာမြို့ပေါ်မှာစစ်တပ်ကဗိုတာဆွေးဖမ်းဆီးမှုကြောင့်ပူမှုဆိုးလာပြီးတော့နွေမာစီရဲ့နဲ့တရေထဲနယ်ကိုလူငယ်30ကျော်ဖမ်းဆီးခံလိုက်ရပါတယ်ဆိုတော့ပြည်သူတွေလူငယ်တွေသတိထားကြပါအဲ့ဒီအခုချိန်မှာဆိုလို့ရှိရင်စစ်တပ်ကတော်တော်လေးကိုလူငယ်စုဆောင်းမှုတွေလောက်လာတယ်ဆိုတော့ ကျွန်တော်တို့အမေရဲ့ပြုတ်ပါတယ်မော်ယွာမှာဆိုတော့ကျွန်တော်တရင်းတွေပြောနေတဲ့သူတွေထက်မော်ယွာမှာနေတဲ့သူတွေကပိုပြီးတော့သိနေမယ်ဘလူးအခြေအနေရှိတယ်ပေါ့နော်အခုချိန်မှာဆွေးဆွေးနေတာမျိုးရှိလားမရှိဘူးလားမော်ယွာမှာရှိနေတဲ့သူတွေရှိလို့ရှိရင်တော့ပိုပြီးတော့သိနေမယ်နားလည်နေမယ်ဒီဟာကကျွန်တော်တို့လမ်းပေါ်မှာပြောတာကအာ maybe မှာဖြစ်ပြအကောင်လုံးဖြစ်ပြပြီးသားကိုပြင်ပြပြောရတာဆိုတော့အဲ့ဒီ maybe မှာပိုပြီးတော့အခုဖြစ်ပြနေတဲ့ဟာကိုလည်းအခုသိနေတဲ့သူတွေဖြစ်တယ်ဆိုတော့တခြားကျွန်တော်တို့မသိရသေးတဲ့ ီသူတွေမပြောရေးတဲ့ဟာနော်ပီသူတွေလောင်းဝကုန်မပြောရေးတဲ့မအိုရေးတဲ့ဟာကိုကျွန်တော်တို့ကမသိတော့ဘူးပီသူတွေအထက်ကနဲ့ထွက်လာတဲ့ဇာတ်တွေကိုပဲသိရတော့တာဆိုတော့ဒီဟာကတခြားဟာတွေလူတီထက်ဆိုးနေတဲ့ဟာလည်းရှိပါပါဆိုတော့အခုဆိုလို့ရှိရင်ဒီဟာကအာကားတွေနဲ့ပက်ရက်ပြီးတော့ဖမ်းတာတဲ့တောင်းရက်လို့ရှိပြီတဲ့တော်တော်ဆိုးတယ်တဲ့ရဲရဲဆက်ဆက်ကိုဆွေးတာညရွေအထီကိုဆွေးတာလုံမောရွာမြောက်ခံတူကပြောပါတယ်တဲ့။ဒီဟာကတအဖတောင်းရော့ဘေးပွဲဘေးတွေ နဲ့လာတာဒီဘူရိုကြီးဆိုအသက်ကြီးပြီးတောင်းရလွန်ဖမ်းသွားတယ်လို့အခြားမွန်ရွာမြော့ခန့်တူကပြောပါတယ်တဲ့ဒီဟာကအဲ့ဒီအဲ့ဒီအလားတူပဲဗောနော်နေလိပန်းကလေးနေလိပန်းမှာပဲမြော့ပုံမှာရှိတယ်ဒီဘေးတွေမောင်းနေတဲ့သူတို့သားဖတ်တွေဗောနော်အကောင်လုံးတောင်းရလွန်ကိုဖမ်းသွားတယ်တဲ့ဒီဟာကစစ်တပ်တွေရဲ့ယူမှာမို့ဒီမနေ့ကမှာဗောဒီမနေ့ခင်းမှာဗောနော်ကျွန်တော်ပြခဲ့ပါတယ်ဒီသူတို့ လူငယ်သူတို့ဒါသူတာနှစ်ဦးကိုလည်းစစ်မှုထမ်းဖို့ခေါ်သွားတယ်။စစ်မှုထမ်းနေကြစစ်တမ်းမှာသွားနေကြဒါတောင်မှသူ့သူ့ရဲ့အခင်သူ့ရဲ့အဖေဖြစ်သူမိခင်အဖေဖြစ်သူကိုဖြစ်ဖြစ်သူကဘတ်ပေါ်တည်သွားလို့မယ်ဆိုပြီးသွားနေတဲ့ချိန်မှာသူ့ရဲ့အဖေကိုလည်းစစ်မှုထမ်းဖို့အတွက်ဘူတာသွားသွားအဆွေးခံရတယ်ဒီလိုမျိုးကိုအဆွေးခံရတဲ့အကြောင်းဒီနေ့ မနစ်ပါပြီတင်ဆက်ပေးခဲ့တာပေါ့နော်ဒီလိုမျိုးကိုဖြစ်တယ်စစ်တပ်ကဘလော့ထိလူအင်အားတွေကိုစုဆောင်းနေလေလူငယ်တွေကိုဖမ်းဆီးနေလေဆိုတော့ကိုကျွန်တော်သိစေချင်လို့ပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ပဲခူးတန်းကတိုင်းတွေကိုဆေးရအောင်ပါပဲခူးတန်းကျုပ်ပြီးကိုမြော့နေကွမ်းကောင်းပြီးတော့ရွတ်တော့ရရွတ်ပေါ့နော်တော့ရရွတ်အတွက်ဘီသူများထံမှာ စစ်မှုထမ်းကြီးပေါ့နော်ထဲစစ်မှုထမ်းကြီးလာစင်ချင်းချော့ပေါက်ခံနေပြတော့ resorty council ဝမ်းအောင်ပြကခံရပြီးတော့တည်ဆောင်းပါတယ်တဲ့ညာကတော့ train count တစ်ခုဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေကိုခုချိန်မှာဆိုလို့ရှိရင်တချို့အာအော်ချိုရင်းမှုတွေအာညော့နေဘူးချိုးရင်းမှုတွေဒီလိုမျိုးလူတွေကပြည်သူတွေကိုစစ်မှုထမ်းကြီးတရားဟာရကြီးဘာညာဘုန်းတော်ကိုနေပြီးတော့တလတ်ကိုအာဒီလိုမျိုးကောက်တာကတော်တော်လေးကိုမြင်ရတယ်တော့ပြရပါဒီထက်မှာ သူကဝဲအောင်ကရိုက်ရဲ့ရွအနီးမှာနော်ရဲ့ရွအနီးမှာကင်းလက်နေတော့ပြက်ကတက်ခတ်ခံခဲ့တာပါတဲ့ပွေးချင်းပြီးကိုတည်ဆောင်းပါတယ်တဲ့အဲ့ကောင်ကတော့တော်လန်ရေးရေးဖို့တွေရဲ့အချက်အလက်တွေစုစုအားဆောင်းဆန်းတာပြည်သူတွေကိုစစ်မှုထမ်းခြင်းဆိုပြီးတော့နေမျိုးဆောင်တဲ့ချင်းချောက်တောင်းတောင်းတာတွေပကိုးယူမှကိုစစ်ကြောင်းထူးရင်လမ်းပြလောက်ဆောင်တာတွေပြုတ်လို့နေတဲ့သူပါတဲ့ဆိုတော့ဒီဟာက ကျွန်တော်တို့ပြည်သူတွေချင်းချောခံရတဲ့ပြည်သူတွေကပေါ့နော်အာပြောလာတာဖြစ်ပါတယ်ဒီအချိန်မှာဆိုလို့ရှိရင်ပြည်သူတွေကလည်းတင်ပြီးတော့ကြမေအုပ်ကြောကြားတက်ဖွဲ့ပေါ့နော်အုပ်ဖို့မှာတာဝန်ရှိသူကခုလိုမျိုးအာပြောလာတာဖြစ်ပါတယ်ပြည်သူတွေကိုဒုက္ခမေးတဲ့ပေးနေတဲ့ကောင်ခုဆိုလို့ရှိရင်တော့အဆုံးမခံနေရပြီပေါ့နော်အဲမှာပြေဆုံးသွားပြီဆိုတော့ကိုယ်တိုင်တွေကြားသိရပါဒါကတော့ဒီနေ့ညနေပိုင်းမှာရရှိထားတဲ့တိုင်တွေပေါ့နော်တန်တန်တော်ပြင်ပြီးတော့မျိုးဝေပြတာဖြစ်ပါတယ်ဆိုတော့နောက်မှာ ီကနေ့မိဘပြည်သူများကိုပြချင်တဲ့ရုတ်တံဖက်ကတော့အကျန်းဖက်စစ်တပ်ကကိုကပါဖြစ်နေတာလဲဘာလုပ်နေတာလဲဘေးအခြေအနေရောက်နေတာလဲဆိုတာကိုမသိပုံရပါတယ်။ဘာလို့လဲဒီလိုမျိုးပြောတာလဲဆိုလို့ရှိရင်တော့အခုချိန်မှာအကျန်းဖက်စစ်တပ်ကရုတ်ကုတ်ပွေကျင်းဖအဖို့ကြိုးစားနေပါတယ်။ဒီကြိုးစားမှုမှာတချို့နိုင်ငံတွေကဒီစစ်တပ်ကျင်းပမဲ့ရုတ်ကုတ်ပွေကအတွေ့အကြုံတွေဖြစ်တယ်ဆိုတာကိုလည်းအာပေါ်ပြလာလည်ရှိတယ်ပေါ့နော်။ဒီလိုမျိုးကိုပေါ်ပြလာတဲ့အာအချိန်မျိုးမှာ စစ်တပ်အကြမ်းဖက်စစ်တပ်ဖက်ကလည်းငါတို့ကပြည်ပနိုင်ငံများ၏ခိအနဲ့ဝေဖန်မှုများကမြန်မာနိုင်ငံ၏ရွေးကုန်ပွဲကိုပျက်စီးအောင်လုံးနိုင်မှာမဟုတ်ဟုဂျုံမင်းထွန်းကလည်းပြောလာတာဖြစ်ပါတယ်။ဆိုတော့ပြည်ပနိုင်ငံကအလွမ်းမခံဒီလိုမျိုးကိုပြောလာတာဒီဗီဒီယိုဖက်ကအရင်ဆုံးနားထောင်ကြည့်အောင်ပါနောက်မှာပဲပြောစရာရှိတာကိုလည်းဆက်ပြီးတော့ပြောရတာပေါ့နော်ကဲဂျုံမင်းလုံးတော့ စစ်တပ်ရဲ့ဂျမ်းဖက်စစ်တပ်ကဘာဖြစ်နေတာလဲဆိုတာကိုလည်းနောက်မှဆက်ပြီးတော့ပြောရအောင်။ကဲ။ဒီမှာယူကော့ဘွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်။2024ခုနှစ်ကကဘာတော်မှာကျင်းပခဲ့တဲ့ယူကော့ဘွဲများမှာတီစဲအစိုးရတွေပေါ်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေပါဝင်တဲ့အတင်းအကျပြုလုပ်မှုဖြစ်စဉ်များကိုလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။နိုင်ငံတကာဒီမိုကရေစီနဲ့ယူကော့ဘွဲအထောက်အပံ့အဖွဲ့ရဲ့ website မှာ ရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီအခံစာအရကဘာတဝင်းလုံးမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ84ခုမှာ22ခုသာတည်ငြိမ်ကြွာကျင်းပနိုင်ကြအောင်တွေ့ရပါတယ်။ကျန်တဲ့ရွေးကောက်ပွဲတွေမှာတော့ဝိမောက်တာတွေရက်လအငင်းပွားတာတွေစာနာပြတာတွေအကြမ်းဖက်မှုအချို့တောင်မှဖြစ်ပွားခဲ့ပါတယ်။နိုင်ငံတကာရဲ့ဝေဖန်မှုဝင်ရောက်ဆုတ်ဖက်မှုတွေကိုလည်းတွေ့ရပါတယ်။ရွေးကောက်ပွဲတစ်ခုကိုတမာတမာရှိစွာကျင်းပနိုင်စဉ်ဟာသက်ဆိုင်ရာနိုင်ငံများရဲ့ နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီးကဘာတဝင်းမောင်တော့ရှိတဲ့ဒီမိုကရေစီရင့်တန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ်ကျွန်တော်နိုင်ငံဟာပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘာသာစာမှာဆင်းသက်ပြီး မြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဟာလွတ်ကျရေးတွက်ကြပြီးဗမ်လိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်သမွန်ကျောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးတက်တဲ့ ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးသက်သက်တာဖြစ်ပါတယ်။တိုင်းပြည်နိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ကျွန်တော်ကမြန်မာနိုင်ငံသားတွေဖြစ်တယ်။မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်ခွင့်ရှိပါတယ်။မြမရေးကို ရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိအမှတ်ပြု ဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော့လဲမိဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ကျွန်တော်တို့အခိုင်အမာရရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းအားလုံးကအတိအမှတ်ပြုပြီးဖြစ်ပါတယ်ကိုယ်နိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လက်ပြလုံစာဆောင်ရွက်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့မိတ်ဖက်နိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများကိုပါကျွန်တို့ရဲ့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ဒါအတူပဲပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာများကိုလည်းဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။မျက်မှောက်မညာမရှိသေးဖို့ခင်မီနေပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွတ်တော်ဟာဂုံတိတ်ခါရှိတဲ့လွတ်တော်တရားဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်ပါတယ်။အဲဆိုတော့ယောမီလောင်ကတော့ဒေါ်လေးကိုခံပြီးနေတူပါတယ်။ကျိုးနိုင်ငံလေးကပေါ့နော်။ဒီစစ်တပ်ကြီးပါမဲ့ရွေးကောက်ပွဲကအတူအယောင်လေးဖြစ်တယ်ဆိုပြီးတော့ပြောလာတယ်။ကုလသမဂ္ဂကလည်းလူမျိုးကိုပြောလာတော့ဒေါ်လေးကိုရင်ခုန်နေပုံရပါတယ်။ဆိုတော့သူပြောတာကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ကျွန်တော်နိုင်ငံလို့ နိုင်ငံသားတွေကစူပါချွန်ပြတ်ဘန်ခွင့်ရှိပါတယ်ဆိုပြီးပြောတာဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေစဉ်းစားရင်မိုင်းပါတယ်မိုင်းပါတယ်ဒါပေမဲ့တရုတ်ဖြစ်တရုတ်တရုတ်ရဲ့အဆုံးဖြစ်ချက်တွေမသွားဖို့တော့အဓိကရှိတာเนาะယုံမေးလောင်းတော့မင်းတို့အခုချိန်မှာဘာတွေလောက်နေလဲအခုမင်းတို့အဆင်နဲ့ဒီတော်လည်းရေးမှာဒီတော်လည်းရေးရဲ့အဆင်အဟောင်းနဲ့မင်းတို့အဆင်နဲ့ဘယ်လိုမှကြော်ဖြတ်လို့အခုချိန်မှာဒီရောက်အချိန်နှိမ့်မြောက်တိရောက်နိုင်ချေရောက်နိုင် မာလေးမဟုတ်ဘေးတော့ကမရောက်နိုင်ဘူးမင်းမင်းတို့တရုတ်အားကိုးနဲ့ကိုကြည့်တိမယူးနေတာမဟုတ်ဘူးလားဟမ်တို့သူတို့ဒီထဲမှာပြောတော့တာရှိပါသေးတယ်ကျွန်တော်တို့အင်းနေနာချင်းတို့ကျွန်တော်တို့မဟာမင်းမဖက်တွေကလည်းအာဘာပြောတာလဲဆိုရှင်တော့ထောက်ခံနေကြအတိမပြူနေအတိမပြူစရာမလိုဘူးဆိုလို့ရှိရင်မပြူဘူးမပြူဘူးပြူတယ်ဆိုတာမလိုဘူးဆိုပြူမစိုးမလိုဘူးဆိုလို့ရှိရင်ပြောထက်ပြီးတော့ပြောစရာလိုလို့လားဟမ်အဲ့ဒါကတော်တော်လေးကိုကြောက်ပုံရပါလေသူတို့ အပုပ်ကိုကြည့်ဘူးเนาะပုပ်ကိုကြည့်မှမရှိဘူးဆိုရှင်ဒီကောင်တွေကန့်သွားတာကြာပြီဒီကောင်တွေเนาะမရှိတာကြာဆိုတော့ဘုရားကပုပ်ကိုရေးရဲ့ခြေရုပ်တော့ခြေရုပ်ကြောင့်ပေါ့နော်အခုချိန်ထိကိုဖင်ရှားပြီးတော့ပြီးသူတွေကမေးရန်တက်ပြန်နေတော့ဖြစ်ပါတယ်เนาะအခုရုပ်ကိုဝေးဖြစ်လာပြီမူရုပ်ကိုဝေးသူတို့တွေလောက်နိုင်မယ်ဟောက်ပြီးလောက်မနိုင်မယ်ဆိုလို့ရှင်လောက်ပြီးတာနဲ့ဆက်ပြီးတော့လဲပြီးမျိုးကိုနှင်းစင်နေအောင်ဆိုတော့ဒီတဲ့မှာရုပ်ကိုဝေးအတွက်ဘာဝန်နေတဲ့သူတွေကလည်းဒီအကျမ်းစစ်သက်ကိုအာ ကိုငင်ထောက်ပတ်ပေးနေတဲ့ကိုငင်ပေးနေတဲ့သူတွေဖြစ်တယ်။ကျွန်တော်တို့ပြည်သူတွေကိုတပ်ဖြတ်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့အားမွေးခမ်းတဲ့ပြည်သူတွေဖြစ်တယ်။ဆိုတော့အခုချိန်မှာကြည့်လိုက်ဝေသူတွေကဒီကြက်ခန္ဓာစစ်တပ်ပါတီကိုနာမည်သူရှိလား။မရှိဘူးဒီဟာကိုသိရင်းနဲ့သွားပြီးတော့ဒီမိုကရေစီပေးပါပါညာပြီးတော့သွားပြီးတော့မတောင်းနဲ့ဘေးရမှာလဲဘေးမှာမှာဘာမှမကြောက်ဘူး။အဲ့ဒီထက်မှအကောင်းဆောင်ဖြစ်နေအကောင်းဆောင်ဖြစ်နေသူတွေကြည့်လိုက် ဘယ်သူတွေလဲဘယ်လိုစကားမျိုးတွေပြောနေကြတာလဲဒီမိုကရေစီလမ်းကြောင်းမင်းရလားဘယ်လိုတွေသွားနေကြတာသွားချင်းကြတာလဲဆိုတော့သူတို့ပြောနေတဲ့စကားတွေကတော့သိချင်တာတော့မျိုးဆိုအကောင်လုံးနားလေတဲ့နားလေเนาะအခုချိန်မှာရေကုပ်ပွေဖြစ်မျိုးရေးပိုင်းညာလာပြီးတော့အာဝရဖြတ်ဖို့အတွက်လူမျက်ရှင်အနုပညာရှင်အနုပညာသမားတွေအကောင်လုံးပါဝင်နေကြတယ်ကြည်လိုက်တရားကပြည်သူတွေကိုတတ်ဖို့အတွက်ဆက်လက်ပြီးတော့ဘာမှုခန်းတဲ့တူတွေဖြစ်တယ် ထောက်ပံ့ပေးနေသူတွေဖြစ်တယ်။ဆိုတော့ပြောချင်တာကအကျန်းဖက်စတဲ့ရဲ့ဝန်ယူမှုနဲ့ဆက်လက်ပြီးတော့ငုံငင်တဲ့သူတွေဖြစ်တယ်။ဆိုတော့အခုချိန်မှာပီသူတွေကပံ့ပိုးမှုဆိုလို့ရှိရင်ဒီကောင်တွေကဘာမှလုံးလုံးမရဘူး။ဆိုတော့မကောင်းမလို့ပီသူတွေကလည်းဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်တွေကမင်းတို့တွေဒီလိုလုပ်မယ်တတ်ပြတ်မယ်ဖန်ဆီးမယ်ဒီကောင်ပြောက်ကုန်တော့လာမှာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ပီသူအနေနဲ့ဘယ်လိုလုပ်ရင်ကောင်းလဲစဉ်းစားတာကြည့်တယ်နော်။ဒီကောင်တွေကိုဘယ်လိုဖြတ်ဒီလိုဒီလို စင်မျိုးရှိနေတဲ့သူတွေကိုဆက်ပြီးတော့အမွေမွေထားမလားညာအာနာရှင်ကိုဆက်ပြီးတော့မွေထားမလားကျွန်တော်ပြည်သူတွေကပဲအာကျွန်တော်တို့ဖြေရှာမလားဘယ်လိုဖြေရှာမလဲဆိုတော့ဝုံဝုံပြီးတော့ဖြေရှာကြတာကိုယ့်စတိမှာလည်းရှိဖြေရှာကြတာဒီကောင်းလေးကိုဘယ်လိုလုပ်သိမ့်လဲဆိုတော့လည်းတို့အကြံလေးမပြီးအများကြီးလေးမပြီးနော်ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်ပြောစရာမလိုလို့အောင်ဘောကျွန်တော်အတွေ့အကြုံတွေကိုလည်းသင်ခန်းစာတွေမျိုးမျိုးကိုပေးနေကြပြီဒီကောင်းလေးကအမျိုးမျိုးကိုကျွန်တော်ဘယ်လိုလုပ်ရင်းဒီလိုဖြစ်တယ်ရာကဒီလိုလုပ်ရင်း ဘလုံးဖြစ်နိုင်လေဆက်ပြီးတော့ကျွန်တော်တို့လည်းဘလုံးနေနိုင်လေဆိုတော့ဟုတ်တယ်ဟာသူတို့ကသင်ခန်းစာတွေကိုလည်းပေးပြီးအကျဉ်းအကောင်လုံးကိုသူတို့တွေကတွေ့ကြုံတယ်ပဲအကောင်လုံးပေးနေကြပြီဆိုတော့ကျွန်တော်တို့ဘာမှလည်းအကျဉ်းပေးနေတယ်အာပေးပေးစရာဘူးလို့အကောသူတို့တွေကအကျဉ်းတွေကိုလည်းသင်ခန်းစာလေးနဲ့ပေးနေကြပြီဆိုတော့ဟုတ်တယ်ဟာမက်ဆေ့ချ်အနေနဲ့ပေးပြီးပြောချင်တယ်ဖြစ်ပါလေဆိုတော့ဒီဟာကတော့ဘီပအာမကူဆိုပြီးတော့ခင်ရနေတဲ့ ယုံမီလုံးရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့အခုချိန်မှာသူတို့ဘာဖြစ်နေတာလဲဘေသူတွေကိုအားကိုးပြီးတော့ဒီရုပ်ကပူရဲ့အထီကိုတင်းလန်းနိုင်ခဲ့တာလဲဆိုတာကိုထည့်ပြီးတော့ပြည်သူတို့သိစေချင်လို့နော်သူတို့ဟာနဲ့သူတို့ဆိုရင်ဒီညာရောက်လာတော့တတ်တူလေးဘူးစင်စားစရာရှိပါတယ်။ဘာလို့လဲဆိုတော့ရှင်2020မှာကျင်းပမယ့်ရုပ်ကိုယ်ပူးကျင်းပမယ်ဆိုပြီးတော့နိုင်ငံတော်ကြောင့်မရှိဘူးဆိုပြီးဒီလိုထက်တက်လာတဲ့ကိစ္စတွေဒိယကသိပြီးတော့မလုပ်သေးဘူး။ဆိုတော့ထဲပြီးတော့တွူလာတဲ့2020တောက်မှာလဲလော့ဖို့ကြိုးစားတယ် ်တယုကဘသူကမှထုံးမခံလို့တယုကလည်းတစ်ထည့်ဘုံမှာမပါဘူးပါဝင်တော့နော်မလုံနိုင်ဘူးဆိုပြီးတော့ထက်တူလာတယ်မလုံဘူးနော်ဆိုတော့ငါသောလဆေးလေးပါလောက်ဖို့ဂျူစားနေသေးတယ်ဒါမှမဟုတ်တယုတွေကမပါဘူးတခြားနိုင်ငံတွေကမပါဝင်ပြီးဘူးမပါဘူးထောက်ကမပါဝင်ပြီးဘူးနော်သူတို့ကဘူငီပေးလို့မရှိဘူးဘူငီပေးဆိုတာကစီးစီးရေးမှာအားတခြားဟာဘူငီပေးမှုမရှိဘူးတော့သူတို့ကဘာမှမလုံနိုင်တာမရှိဘူးသူတို့အခုချိန်မှာတယုက ချမ်းမြုပ်ကိုလည်းပြင်ပြီးတော့အလကားနဲ့ပေးတယ်။အတခြားအာချမ်းမြုပ်တွေတခြားနေရာမှာလည်းပေးတာမျိုးရှိတယ်ဘူးနော်။အခုရခိုင်တို့အာတခြားနေရာတော့ဗျာအဲ့ဒီအချင်းတို့မှာလည်းပေးပေါ်အတွက်သူတို့တွေကအင်းနှန်းပေါ်ကျူစားနေတယ်ဒီလိုမျိုးလုံးပေးနေလို့သာခင်ဗျားပြီးတော့အာဒီရုပ်ကုတ်ကတော့နိုင်လာဖြစ်ပါလိမ့်မယ်။ရင်းတော့ကသူတို့ဟာဒီကျူစားတော့မပေးတော့ကရဘူးပူပြီးတော့ဆော့ရုပ်ပြီးတော့သူတို့တွေအင်းနှားတိကိုရောက်လာပြီးခိုင်းတဲ့ပုံရှိနေကြတယ် ဆိုတော့တယုကပါဝင်တော့တော့ဒါသူ့နဲ့တင်ရှမ်းမြို့ကိုဂျန်နေရရင်ရတာမျိုးရှိနေပေါ့နော်ဒါကတဲ့တဲ့ဘယ်သူအားကိုးပြီးတော့ဒီလိုမျိုးချင်တယ်ကိုရောက်လာပြီဆိုတော့သူစိတ်ချလို့ပြင်ပြီးတော့ပြောပြတာဖြစ်သွားတယ်ဒီနေ့ဗီဒီယိုကဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးပေါ့အများကြီးရှုအပ်ပေးနေတဲ့အတွက်အားလုံးကိုကြည့်ကြပါချစ်စိတ်ချမ်းသာစွာတည်ဆုပ်ကြပါစေ